ပီအီစတာရဲတို့နဲ့ရောက်ဆက်ဆံရေးအပြေရှာမရတဲ့ပုံစံတွေဘာကြောင့်မင်းလေးပြီးခဲ့သေးအနာနာမျက်ရှိပါမဲမင်းဆိုတဲ့စကားလေးကိုလေးအခုဒီမှတ်မိသေးအရင်ကမင်းရဲ့မျက်နှာလေးအဲတော့အမတ်ရအောင်ဆိုရင်ကျွန်တော်အဲ၃နှစ်လောက်တွဲခဲ့တဲ့ကောင်မလေးနဲ့ ဖြစ်နေတဲ့ခံစားချက်ပေါ့နော်အဲ့ပြတ်သွားပြီးတဲ့နောက်မှာခံစားချက်ပေါ့အဲ့တချင်းရရချင်းပဲကျွန်တော်အဲ့ကောင်မလေးကိုဖုံးဆက်ပြီးတော့အဲ့ချင်းဆူပြဆူပြလိုက်တယ်ဗျာဒီကောလုံကစာသားတွေအကုန်လုံးကလေသူနဲ့ကျွန်တော်နဲ့အဲ့ဖြစ်နေတဲ့ဟာကိုမှတိုက်ဆိုင်နေတဲ့ဟာဖြစ်နေတဲ့တော့အဲ့လိုမျိုးအဲ့လိုအဲ့လိုဖြစ်အောင်လို့ရေးပြီးခွေးတွေကျေးဇူးတင်ပါတယ်လို့ဆိုဆိုပြလိုက်သေးပေါ့အဲဆိုပထမဆုံးဆိုပြတာသူ့ကိုပဲအဲ့မှာတချင်းရရချင်းမှာဒီစီစဉ်လေးလာနေတယ်ပြိသက်တွေကလည်းကျွန်တော်ဟိုဒီအခုထိ အဲတီဗီနေရဆိုတော့လေအဲအဲအဲအချိန်လေးမပြတ်သွားအောင်လို့ကျွန်တော်တချင်းတချင်းလေးတပုတ်တော့ကိုပိုင်တချင်းလေးပေါ့နော်ကိုပိုင်တချင်းတပုတ်တော့ဟုလက်ရှိလုံနေပြဒါမဲ့အဲလုံနေရတော့ကြာပြီဒါမဲ့အကြောင်းကြောင်းကြောင်းပေါ့နော်ဟိုလိုမျိုး official တော့မထွက်လာသေးဘူးပြတကယ်ကိုအခုကျွန်တော်တချင်းကိုတော့အဲတီးရကိုတော်မှုဆက်ကရေးပေးထားတယ်ပြီးတော့ဒီ music band ကတော့ကျွန်တော်တို့ Dofa Lele မြန်မာမှာတီးပေးတဲ့ကျွန်တော်ကိုကြီးကိုတော်တို့တဲ့အကလီရပဲကျွန်တော် music band ပို့ပေးထားတာပေါ့နော်အဲအဲ့တချင်းလေးကတော့ အဲထွက်လာဖို့ရှိတယ်ဗျာလှုပ်တော့လှုပ်နေတော့မဟုတ်တချင်းကတော့ကျွန်တော်ကအဲကိုကြီးတို့မိုးလက်နဲ့လည်းခင်တော့သူ့ကိုကျွန်တော်ကတချင်းသွားပူလာပါတော့ဟိုကိုကြီးပေါ့အဲကျွန်တော်ဒီစီလင်းတွေလိုရှိတယ်ပေါ့တချင်းတစ်ပုတ်လောက်လိုချင်တယ်ကျွန်တော်အဲတုန်းကကျွန်တော်အသေးကွဲနေချိန်ဆိုတော့အဲကောင်မလေးနဲ့ပြတ်သွားပြီးတဲ့နောက်ဖြစ်တဲ့ဟိုပါပေါ့ခံလာချက်လေးအဲရေးပြပါဆိုပြီးကျွန်တော်အဲ့လိုမျိုးပဲဟိုအပူကတ်တာပါเนาะအဲ့တော့သူကလည်းအဲ့တိုင်းလေးပဲရေးပြပါတချင်းလေးရတော့ဟိုအသေးခွဲပြီးတော့ လမ်းနဲ့တရှင်လေးပါမြောက်ယင်မမင်းမရှိတဲ့နောက်လမ်းပြောင်းမဲ့သူပါအချိန်နဲ့နေတတနေပေါ်လမ်းတရှိလိုက်တာအချိန်ကချစ်ခဲ့တော့ခုတော့စိတ်ငါရဲ့သူမင်းလေးမြင်နေလားသူရှိဘူးတဲ့ချိန်များစွာတိမ်ပေါ်ရေခဲ့တော့ ကြည်ကလေးတစ်ချက်သာအဲ့ဒါကလာချက်နဲ့သူ့ကိုတော့ဒီတိုင်းလေးပဲမှပြောလိုက်တာဒါပေမဲ့သူပြန်ရေးပြရဲ့အချိန်မှာစာသားတွေကတကယ်လုံးကကိုလက်ရှိကြုံနေရတဲ့ခံစားချက်ရင်သွားသွားတိုက်ဆိုင်နေပေါ့နော်အဲ့ရေးပြီးဆိုရေးပြီးကလာကလာအဲ့တော့အမတ်တရဆိုရင်ကျွန်တော်အဲ၃နှစ်လောက်တွဲခဲ့တဲ့ကောင်မလေးနဲ့ဖြစ်နေတဲ့ခံစားချက်ပေါ့နော်အဲ့ပြတ်သွားပြီးရနောက်မှာခံစားချက်ပေါ့အဲ့တချင်းရရချင်းပဲကျွန်တော်အဲ့ကောင်မလေးကိုဖုံးဆက်ပြီးတော့ ဆိုင်ရှင်ဆိုပြဆိုပြလိုက်တယ်ဗျာဒီကောလုံကစာသားတွေအကုန်လုံးကလေသူနဲ့ကျွန်တော်နဲ့အဖြစ်နေတဲ့ဟာဟိုမှာတိုက်ဆိုင်နေတဲ့ဟာဖြစ်နေတဲ့တော့အဲ့လိုမျိုးအဲ့လိုအဲ့လိုဖြစ်အောင်လို့ရေးပေးရဲ့ခွေးလဲကျေးဇူးတင်ပါတယ်အဲ့လိုဟုတ်အဲ့ဒါကိုဆိုပြလိုက်သေးရဲ့ပေါ့အဲ့ဆိုပထမဆုံးဆိုပြတာသူ့ကိုပဲအဲ့မှာသချင်းရရချင်းမှာဒေစိတ်သွားတဲ့နှခမ်းကခုပြောနေတဲ့စကားများတကယ်လို့သာဆန်ခဲ့ရင်ချနိုင်မှာပါ ကာကောင်းပါတယ်ပေါ့အဲ့လိုမျိုးပဲအဆင်ပြေတယ်ပေါ့တစ်စီးလေးနဲ့ပြန်ပြီးတော့ဒါမဆွဲဆောင်ရတော့ဘူးပေါ့ဟာအဲ့ဒါအဲ့ဒါဒီလိုပါတော့ဒီလိုပါပဲဆိုတာဒါလိုလေးပြောချင်တယ်အခုကဟိုပါပဲမာဒီတချင်းရတော့ဆိုတော့ဆိုပြမယ်ဒါပေမဲ့အဲမိတ်ဆွေတွေလိုပဲပေါ့အဲ့လိုပဲအန်အမှုပညာလဲတော့မာဒီကိုကဖြစ်ချင်တဲ့ခံလာရုပ်ပြောတော့ဒီရေးပေးရလူကလည်းအဲ့လိုမျိုးရေးပေးရဆိုပတ်တိဖြစ်သွားတာပေါ့ပို့ပြီးတော့ဆိုရဆိုရချိန်မှာဟိုအဆင်ပြေသွားတာပေါ့ဟုတ်ကဲ့ဒါတချင်းက အတော့မုံမှာပော့ပော့မှာဟိုနည်းအေးအေးလေးပေါ့ဆလိုဆလိုထဲမှာပါမှာဟုတ်အာအခုကျော်ဖိုကယ်လဲတွင်းပြီးွားရီဆိုတော့ကျော်မစ်ဆင်လောက်တာပြီးွားရင်တော့အဲထွက်ဖြစ်မယ်ပေါ့နော်မစ်ဆင်ကတော့ဒီဘယ်လောက်ကြာမလဲတော့ဟိုမဖြစ်ဘူးပေါ့သူမစ်ဆင်ဆဲပေးရဲ့လူပေါ့ပဲမူဒီပေါ့ဒီဒါမဲ့အရင်အကြာကြီးတော့မကြာတော့ပါဘူးဒီဒလောတင်းမှာပဲဒီတချင်းလေးတော့ထွက်ဖို့ရှိရပြဟုတ် အဲလိုဟိုလိုနည်းနည်းတော့လိုမှာဗျမစ်စင်ဆွဲရအောင်မှာဆိုတော့မစ်စင်မာစတာရင်ပြီးမှာပဲထွက်လာမှာဆိုအဲအဲ့ဟာအဲ့ကာလာတခုကကြာအောင်မှာဗျဟုတ်အာတကယ်လို့အရှင်းရမှာဟိုဟာပေါ့ပေါ့မမပေါ့ဘူးကတော့မပြောမပြောပြောမရဘူးကနော်တကယ်လို့အဲ့လိုမျိုးလူတွေကလက်ခံကြရတယ်ဆိုရင်တော့လေဒါပေါ့ဟိုပေါ့သူ့ပေါ့ကျေးဇူးတင်တယ်ပဲအရင်ဆုံးပြောရမှာပေါ့ကျေးဇူးတင်ပါတယ်ပေါ့ဒီခံစားချက်ဒီခံစားချက်အဲသူ့ကျေးဇူးတင်တယ်ပြောရတာထက်ဆိုင်ရင်တော့ရေးပြီးတဲ့ပေါ့ သူ့ကိုလည်းကျေးဇူးတင်တယ်ပြီးအဲ့လိုမျိုးဖြစ်အောင်ရေးပြီးတဲ့အဲတေးဆရာတော့ဒီကေကျေးဇူးတင်အောင်အဲ့အဲ့လိုမျိုးပေါ့ခလာချက်ဒီကိုကခံစားရတယ်ဒါပေမဲ့ငါခံစားပြီးတော့ရေးပြီးတဲ့လူကလည်းဟိုဟွာပေါ့သူအဆင်ပြေလို့ကျွန်တော်အဲ့လိုမျိုးဆိုရတာအဆင်ပြေသွားမှထင်ပါတယ်။ဟောကျွန်တော်ကိုအဲ့တော့ဘုတ်ကတဲ့ Laris မြန်မာအစီအစဉ်မှာတီးပြီးတော့အဲအစီအစဉ်ပြီးအစီအစဉ်ကြားထဲမှာပြီးသွားတာ၄၅လလောက်ရှိပြီဒါပေမဲ့အဲ့ပြီးသွားတဲ့အချိန်မှာ၄၅လအကြာမှလည်းမမေ့ပဲနဲ့ လမ်းမလမ်းမတွေ့ရင်လည်းအားပေးနေကြရတယ်ပြီးတော့အခုလက်ရှိလည်းအားအားပေးနေကြရတဲ့အတွက်အဲကျေးဇူးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟိုကျွန်တော်တို့ကျွန်တော်တရှင်လေးထွက်လာရလေတကယ်အဲကိုယ့်ရဲ့ခံနားတော်ရတာအဆင်ပြေခဲ့ရင်ဟိုဆက်ပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်